မန္တလေးတိုင်းမတရားနဲ့တပိတ်ကျဲမြို့နယ်အတွင်းကကျေးရွာတွေကိုအေဘီလာဆယ်ရမဆောစုကတိုက်လေနေလေးကြိမ်ထံမှနဲ့ပုံချက်တပြက်လို့ပြည်သူအမျိုးသမီးတဦးသေဆုံးက၅ဦးထက်မနည်းတန်းရတယ်လို့ဒေသခံတွေက MFB ကိုပြောပါတယ်။အေဘီလာဆယ်ရမွန်တက်၁၂နှစ်ဝန်းကျင်အချိန်မတရားမြို့နယ်ရေချောင်းပူကျေးရွာကိုတရားဥလီတက်ကတက်လာတဲ့တိုက်လေရင်နဲ့နှစ်ကြိမ်ပုံချက်ခဲ့ပြီးဒေသခံပြည်သူအမျိုးသမီးသေဆုံးက၃ဦးတန်းရခဲ့တာပါ။ ေဆုံးသူကအသက်35နှစ်အရွယ်အမျိုးသမီးဖြစ်ပြီးအသက်10နှစ်အောက်ကလေးငယ်တဦးလူလပိုင်းအရွယ်အမျိုးသမီးတဦးနဲ့အသက်60ကျော်အရွယ်အမျိုးသားတဦးတို့လည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်အေဘီလာ10ရက်မနက်၄နာရီခန့်မှာတပိတ်ချင်းမြို့နယ်ဇေယကွင်းကျေးရွာကိုစိုးစုကတိုက်လေရင်နဲ့ဘုံကျက်တက်ဖြတ်ခဲ့ရမှာဒေသခံပြည်သူ2ဦးဒဏ်ရာရပြီးအေဘီလာ10ရက်နေ့လယ်ပိုင်းအချိန်တပိတ်ချင်းနယ်ကြောက်ဖြူကျေးရွာကိုစိုးစုကတိုက်လေရင်နဲ့ဆက်လက်ဘုံကျက်တက်ဖြတ်ခဲ့ပါသေးတယ်။ က်ရှိမှာမတရားနဲ့အရှိချမ်းနဲ့တပိတ်ချင်းမြို့နယ်ခုနမိုင်ကျေးရွာတဝိုက်တိုက်ပွဲတွေဖြစ်ပေါ်နေပြီးအဆိုပါတိုက်ပွဲဖြစ်တဲ့နေရာတွေကိုလည်းစိုးစုကလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ဒရက်ဆက်ပြုလုပ်နေသလိုတိုက်ပွဲမရှိတဲ့အရတားပြည်သူတွေရှိရာနေရာတွေကိုပါအကြောင်းမဲ့ဘုံကျက်တက်ပြနေတယ်လို့ဒေသခံတွေကပြောပါတယ်။